မင်္ဂလာပါကျွန်တော်တို့လက်ရှိဟိုနေ့ကကြာတိရတဲ့ပုံမှန်33 article 33ကိုလက်ရှိစစ်ကောင်းဆောင်အဖွဲ့ကမင်းအောင်နိုင်အနာပညာနဲ့မင်းအောင်နိုင်ဘက်ကတော့ဘာမှမဖြစ်ပါဘူးဘာညာပြောပေမဲ့သူတို့ဘောမဒီကတော့ဒီ article 33ရဲ့တက်ရောက်မှုကဘယ်လောက်ထိလာမလဲဆိုတာကိုအသေးလေးကြောက်နေပြီအခုလဲအဲတမ်ဖို့ပါတီကလည်းပြောထားတယ်ဒီကိစ္စဟာအဲစစ်ကောင်စီကပြောသလိုမတက်ညာဘူးဒါကလေးကစားစရာမဟုတ်ဘူးပေါ့တကယ်ကိုထိမယ် ဒီအတေကတတိဒူရီရဲ့တက်ရောက်မှုကခြေတွေလက်တွေကြိုးတုပ်ပါဇက်တွေနားတွေပိတ်ပြီးတော့ထိတဲ့အထိဖြစ်မဲ့ဆိုပြီးတော့တန့်ဖို့ပါတီကလည်းပြန်ပြောထားတယ်နော်အခြားဘောမတွေကလည်းလောင်းနေတယ်အဲ့ဒီအထဲမှာစပတ်တာစုလားစနိုက်ပါစုလားလည်းမသိဘူးနော်တူတူတည်င်းဌာနပုံစံလုပ်ပြီးတော့ပေါက်ပန်း50မဟုတ်တာတွေကိုရုတ်တည်နေစောင့်ရှက်မရှိတင်းနေတဲ့အဲ့ဒီစပတ်တာစုရဲ့ဗီဒီယိုလေးကိုရေရှင်လုပ်မယ်အတူတူကြည့်ပါဦးနော်ဖိုင်အိုအာကျွန်မနိုင်ငံကိုအရေးယူမှုလုပ်ခဲ့တယ် ဒါလေးနဲ့ပတ်သက်ပြီးပြောတဲ့သူတွေရှိရယ်မပြောတဲ့သူတွေရှိရယ်ဝါရှင်ဒီလိုကိစ္စဖြစ်နေရယ်ကျွန်မဒီသတင်းကိုရှုထောင့်ပေါင်းစုံနေပြီးတင်ဆက်ပေးချင်ပါတယ်ရှင့်ထုံးစံတိုင်းပေါ့ရှင့်ကျွန်မတို့သတင်းကိုရှုထောင့်ပေါင်းစုံနေပြီးတင်ဆက်ပေးရယ်အဖြစ်ရတော့သတင်းနားထောင်တဲ့သူကထုတ်ပါရှင့်ဒါကြောင့်သတင်းလေးကိုဆက်လက်ပြီးနားထောင်ကြည့်ရအောင်နော်အယလောကနေပြီးတော့ကျွန်မနိုင်ငံကိုပုံမှန်33နဲ့ရေးယူသွားခဲ့ပါတယ်ဒီလိုရေးယူဖို့အတွက်စူးစမ်းလုံဆောင်ခဲ့တဲ့အဖွဲ့အစည်းကတော့ NUG တာဖြစ်ပါတယ်ရှင် NUG နဲ့ပြည်ပရောက်မြန်မာတွေကနေပြီးတော့စူးစမ်းခဲ့တာဖြစ်ပါတယ် ဟုတ်ပါတယ်အတ္တကတတိ3ကိုပိတ်ဆို့ဒဏ်ခတ်ဖို့အာဏာတင်းထားတဲ့အဖွဲ့ကိုအရေးယူဖို့အတွက် IRO မှာစ조사ခဲ့တဲ့နေရာမှာ NGO ဥတောင်ပြီးတော့လက်ရှိဒီအာဏာတင်းမှုကိုလက်မခံတဲ့လူပုဂ္ဂိုလ်အင်အားအဖွဲ့စည်းတွေကဝန်ကိုတောင်းဆိုခဲ့လို့အတ္တကတတိ3ကမြန်မာနိုင်ငံကိုဒုတိယအကြိမ်ဖြစ်အရေးယူရဖြစ်ပါတယ်ပထမတစ်ကြိမ်ကတော့တန်းရွှေလက်ထက်မှာအရေးယူခဲ့တဲ့အတွက်တန်းရွှေဟာဒီပုံမှန်33ရဲ့တန်းကိုမခံနိုင်တဲ့အတွက်ဒေါ်အောင်ဆန်းစုကြည်ကိုလှုပ်ပေးပြီးတော့ ရွေးကောက်ပွဲကျင်းပမင်းတိမ့်စိန်ကိုကာဘာဖြစ်ထားပြီးတော့ဒီအာနာကိုလက်လွတ်ထွက်ပြေးသွားခဲ့ရတယ်။အခုတခါလေဒီပုံမှန်33ကဒုတိယအကြိမ်ထပ်အေးအေးယူမှဖြစ်ပါတယ်။တို့ဒီသူတို့လုံဆောင်တဲ့ရည်ရွယ်ချက်ပေါ့နော်အညွှန်းချက်ရနေပြီးတော့ဒီ IL ကနေပြီးတော့မြန်မာနိုင်ငံရည်ရွယ်ချက်ကိုတို့လုံဆောင်လိုက်ရတဲ့ရည်ရွယ်ချက်က NASA ကအစိုးရကိုအခက်တွေ့စေခြင်းနဲ့အတွက်ရှင့် သူတို့ကနတ်ဆက်ကအစိုးရကိုတိုက်ခိုက်နေတာဟုတ်ဒီတော့နတ်ဆက်ကအစိုးရခတ်တွေ့မယ်ဆိုရင်လူတို့ကကြက်တဲလာမယ်လူတို့ကြက်တဲလာလို့ရှင်အစိုးရကခတ်မယ်ပြုတ်ကြမယ်ပေါ့ရှင်အဲ့လိုမျိုးပေါ့နော်ဒါနိုင်ငံရေးပြူဟာလို့ခေါ်ပါတယ်ဒါအစိုးရတည့်ကိုဖြုတ်ချကြတယ်ဆိုတော့ပြည်သူခတ်ခဲအောင်တော့ရပြူဟာပေါ့နော်အဲ့ဒီပြူဟာမဟုတ်ပါဘူးခဏလေးမအစိုးရအစိုးရလို့ပြောနေတာလက်ရှိအာဏာသိမ်းထားတဲ့စစ်ကောင်စီဟာအစိုးရလားစစ်ကောင်စီကိုအစိုးရပါလို့ဘယ်သူကသတ်မှတ်ပေးတာလဲလက်ရှိအဲ့ဒီစစ်ကောင်စီကိုထောက်ခံပါတယ်ဆိုနဲ့ရုရှားနဲ့တရုတ်က အများကြီးတပြည့်တူမပြောနိုင်ဘူးနော်ရစားနဲ့တရုတ်ကလက်ရှိမြန်မာနိုင်ငံရဲ့တရားဝင် အစိုးရဟာအာဏာသိမ်းထားတဲ့မင်းအွန်လိုင်းခေါင်းဆောင်နဲ့စစ်ကောင်စီပါလို့တတ်မှတ်ပေးထားလိုက်ပြီလားနော်အဲ့တော့လက်ရှိစစ်ကောင်စီထောက်ခံတဲ့ကောင်တွေဘက်ကပြောလိုက်ရင်ခုနကပြောအစိုးရအစိုးရအေးစစ်ကောင်စီအစိုးရလို့ပြောရင်လက်ခံပေးလို့ရသေးတယ်ဒါပေမဲ့အာနိုင်ငံတစ်ခုရဲ့အစိုးရပုံစံမျိုးအစိုးရအစိုးရကိုပြောနေလို့ရည်ချင်းတယ်မင်းတို့ကဘယ်သူကအစိုးရဖြစ်တတ်မှတ်ပေးထားတယ်ဟမ် အာနာသိန်းနာကိုထွက်ပြီးစန့်ကျင်လိုက်တဲ့ပြည်သူဟာမြို့တော်လမ်းပေါ်လူပြေွားတဲ့အဲ့ဒီလူဦးရေကိုပဲရည်တည်လိုက်အောင်လေအဲ့တော့လက်ရှိမြန်မာနိုင်ငံမှာလူဦးရေတန်း90ကျော်60နီးပါးရှိတဲ့အထက်မှာမင်းအောင်နိုင်အာနာသိန်းနာကိုလက်ခံတဲ့လူနဲ့လက်မခံတဲ့လူဘယ်ဟာကများတဲ့နည်းတယ်ဆိုတာသမင်းစားတဲ့လူတိုင်းတိတယ်လေအဲ့တော့စစ်ကောင်စီကနော်တိုင်းပြည်ရဲ့အစိုးရမဟုတ်ဘူးဟုတ်တယ်နော် ကျွန်တော်တော်မှတ်မိရဲ့ရှင်တို့ရင်းနှီးနေတယ်မိဘပြည်သူများလည်းရင်းနှီးနေမှတင်တယ်အဲ့ဒီ view ဟာကိုသုံးခဲ့တာ anedita ဖြစ်ပါရှင့် anedita ဆိုရင်ဟုတ်ရင်ကလေးကပေါ့နော်ဒေါအောင်ဆန်းစုကြည်ကစအဲ့ဒီ view ဟာကိုသုံးခဲ့တာကျွန်တော်နိုင်ငံကိုပိတ်ဆို့ပါပိတ်ဆို့ပါဆိုပြီးသူကိုယ်တိုင်ထောက်ကပြောခဲ့တာရှင့်ဒီတော့သူဟာဆိုရင် view ဟာကိုသုံးခဲ့တယ်လည်းမပါရပေါ့နော် anedita ဒေါအောင်ဆန်းစုကြည်ကဒီ view ဟာကိုသုံးတယ်အခု anug ဆိုတာပေါ်လာတဲ့ခါကျတော့လေဒီ view ဟာပဲသုံးတယ်တပုံစံနဲ့ရှင့်မသိလို့ရှင့်တမေအေတွေကမွေးလာတဲ့မောင်နှမကြီးကြာတယ် view ဟာတော်တော်တူနေတယ် ဒီလိုတူနေတာတော့မှ energy ကဥဟန်တာမြင့်က energy နဲ့ energy ကမတူပါဘူးဆိုပြီးငင်းသေးတယ်ရှင့်အော်ဆရာလေးနော်တော်တော်အဟုတ်ကောင်းတဲ့အချုပ်ကိစ္စရလေးလားကျမတို့ပြောမယုံကြုံဘူးမှတိဟဲ့ဟာ energy နဲ့ energy ဒီနိပြုတ်ပါအတူတူပဲ energy ကလူကြီးကပဲစဉ်သက်ပြီး energy ဖြစ်သွားကြတာဒါပေမဲ့ energy နဲ့ energy ဒီမတူဘူးတဲ့ဒီဘက်ဒီလိုယုံလားရှင့်ယုံချင်လဲယုံမှာကျမတို့မယုံပါဘူးရှင့်နော်အဲ့လိုတော့ရှိရတာကျမပြောပြတာကျမအနေနဲ့ အန်ဒီရဲ့လူတွေစဉ်သက်ပြီး UNG ဖြစ်သွားတယ်ဆိုလို့ရှိရင်လက်ရှိ UNG အစိုးရအဖွဲ့ကဝန်ကြီးဌာနတွေမှာပါဝင်တဲ့လူတွေကြည့်လိုက်ပါ RND ပဲမဟုတ်ပါဘူးเนาะเนาะအရင်လေ့လာပြီးမှပြောပါ RND ပဲဖွဲ့စည်းထားတာက UNG ဆိုတာအဲ့တော့ LND ဆိုတာကเนาะရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးတော့အာဏာသိမ်းခံလိုက်ကြပြီးအဲ့ဒီအတွက်ပြည်သူက အလုံးစုဖွဲ့ပြီးတော့ and CRPA ဆိုတဲ့ဖွဲ့တယ် CRPA ရရင်တစဉ် AMG ဆိုတာဖြစ်ပေါ်လာ AND ကအများစုပါဝင်တဲ့ဆိုတဲ့ဟာမျိုးပြောရင်တော့လက်ခံလို့ရတယ် NUG ဆိုတာ RND ဆိုတဲ့ဟာမျိုးပြောတာတော့လက်ခံပေးလို့မရပါဘူးမှားနေလို့ပါနော် မြန်မာပြည်သူများကိုရှင်းပြရမယ်ဆိုအဖွဲ့အစည်းကိုရင်းတော့ရှင်းပြရမယ် ILO အဖွဲ့အစည်းကဘာလဲဒီအဖွဲ့အစည်းကဆိုရင် International Labour Organization လို့ခေါ်တယ်ပေါ့နော်အပြည်ပြည်ဆိုင်ရာအလို့သမားအဖွဲ့အစည်းပေါ့ရှင်အဲ့လိုမျိုးဖြစ်ပါတယ်ရှင်ဒီအဖွဲ့အစည်းရဲ့လုံဆောင်ချက်တွေကဆိုတာလုံသားတွေရဲ့အခွင့်အရေးတွေလူမှုဖို့လို့ရင်းနဲ့တင့်တင့်နဲ့လောက်ကင်အခြေအနေတွေကိုကမ္ဘာတစ်ဝန်းလုံးမှာညှင့်တင်ဖို့အတွက်သူကရည်ရွယ်ပြီးဖွဲ့စည်းထားတာဒီအဖွဲ့အစည်းကိုပထမကမ္ဘာစစ်အပြီးမှကလေးကစတင်ပြီးဖွဲ့စည်းခဲ့တာရှင်တော်တော်တက်တန်းကြတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်အဖွဲ့ဝင်နိုင်ငံပေါင်း189နိုင်ငံရှိတယ်လို့သိရတယ်အဲ့ဒီမှာမြန်မာနိုင်ငံကလည်းအဖွဲ့ဝင်အပါအဝင်ဖြစ်ပါတယ်ရှင် သူ့ဖွဲ့စည်းရာတနိုင်ငံတစ်ကမ္ဘာလုံးမှာရှိတဲ့အလို့သမားတွေအခွင့်အရေးအတွက်ကိုမလုံဆောင်မဲ့အဖွဲ့အစည်းပေါ်ရှင်သူကအဲ့လိုမျိုးလုပ်ရတာရှင်သူ့ရဲ့လုံဆောင်ချက်တရားနဲ့အလို့သမားအခွင့်အရေးစံနေသူကချမှတ်ရတာရှိရဲ့ပြီးတော့အလို့သမားဆိုင်ရာဥပဒေပေါ့နော်အဲ့လိုသဘောတူညီချက်တွေလုပ်ပေးတယ်ပြီးတော့အလို့သမားတွေအခွင့်အရေးတွေတောင်းဆိုပေးတာပေါ့ရှင်အရှင်းဆုံးပြောရမယ်ဆိုရင်တော့ပြီးတော့လုံသမားအတွက်လူမှုဖူလုံရဲ့အခြေခံကိစ္စတွေလုပ်ပေးတယ်လောက်ခလာစားတယ်နှီးတိုင်းပေးရပေါ့နော် ပြီးတော့သူကနိုင်ငံတွေကိုသူကစောင့်ကြည့်ရဲသူအဖွဲ့ဝင်နိုင်ငံတွေပေါ်တော့စောင့်ကြည့်ရဲမင်းတို့လောကမှာစီးငင်းတွေလိုက်နာရဲလားလောကလာစာတွေအစဉ်ပြေးရဲလားမတရားခိုင်းတာတွေလုပ်လားစသဖြင့်သူကဒါတွေကိုစောင့်ကြည့်ပေးတာရှင့်ဒီဖွဲ့စည်းရဆိုမြန်မာနိုင်ငံကိုနှစ်ကြိမ်တိတိရေးယူပူရဲပေါ်တော့ဒါဒုတိယကြိမ်ရေးယူတာနောက်ပထမကြိမ်ကကျော်2000ပြည့်နှစ်မှာအတ္တမလုံသားခိုင်းစေမှုရှိတယ်ဆိုပြီးတော့နိုင်ငံတော်ကိုပုံမှန်33နဲ့ပထမဆုံးကြိမ်ရေးယူခဲ့ပါတယ်ရှင့်ဒုတိယကြိမ်ကတော့အခုပေါ့နော်ဒီအခုကြိမ်ကကျော်လောကမှာအခွင့်အရေးချိုးဖောက်ပါတယ်ဆိုတော့ပုံမှန်နဲ့သူကရေးယူခဲ့တာဖြစ်ပါတယ်ဒီလို ပထမတစ်ချိန်ကိုနိုင်ငံတော်ကိုအရေးယူခဲ့တယ်ဆိုတော့သူတို့စိတ်ထဲမှာလေလက်ရှိစစ်တပ်ခေါင်းဆောင်တွေနဲ့အဲ့ဒီစစ်တပ်ကိုထောက်ခံတဲ့ကောင်တွေစိတ်ထဲမှာနိုင်ငံတော်ဆိုတာကသူတို့စစ်ခေါင်းဆောင်တွေကိုနိုင်ငံတော်လို့ထင်တာမသိဘူးအဲ့လိုပဲထင်လို့ပဲသူတို့နည်းနည်းဖြင့်အဲအကြီးနိုင်ငံတော်အကြီးညိုပြည့်စုံမှုဆိုတဲ့ပုံမှန်နဲ့တရားစွဲစွဲနေတာနိုင်ငံတော်ဆိုတာကပြည်သူအလုံးကိုကိုစားပြုတာပါနော်အုတ်ချုပ်တူလူတန်းစားကိုကိုစားပြုတာမဟုတ်ပါဘူးအဲ့ဒီစနစ်ကိုမကြိုက်လို့အခုကျွန်တော်တို့ဖြိုဖျက်နေတာအဲ့တော့အုတ်ချုပ်တူလူတန်းစားကိုကိုစားပြုတာနိုင်ငံမဟုတ်ဘူး ပြည်သူအားလုံးကို ကိုစားပြုမှနိုင်ငံပါရှိသွားဖို့အတွက်ကိုလည်းအန်ယူဂျီကစူးစမ်းလိုက်တယ်ပေါ့ရှင်။ဒီတော့အန်ယူဂျီကိုချစ်တဲ့သူတွေကတော့အန်ယူဂျီကိုလှမ်းပြီးတော့ဂုဏ်ပြုလိုက်ကြပါဦး။လှုပ်ဆောင်ကြအောင်မြင်သွားပါပြီဆိုပြီးတော့အန်ယူဂျီသဘောကျတဲ့သူရှိရလေ။အဲ့တော့ congratulation လုပ်လိုက်ကြပါရှင်။အခုလှုပ်ဆောင်ကြအတွက်ပေါ့နော်။လှုပ်ပြီးပြီဆိုတော့ကျွန်မပြောတဲ့သတင်းလေးကိုဆက်ပြီးနားထောင်ကြည့်ပါရှင်။ အဲ့လိုမျိုးပေါ့အရေးယူခံရမယ်ဆိုကျွန်မနိုင်ငံမှာဘယ်လိုမျိုးတုံလာနိုင်လဲပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ဆိုရင်တော့ဒီပုံမှန်33ရအရေးယူခံတဲ့နိုင်ငံတွေရတယ်နိုင်ငံတကာအတိုင်းအဝန်းရဲ့စီးပွားရေးပိတ်ဆို့မှုတွေအကူအညီချက်တောက်ခံမှုတွေလည်းရင်ဆိုင်နေမှာရှင့်ဒါပေမဲ့ကျွန်မတို့ဒီအရန်လိုရဲ့အရေးယူမှုကိုကျွန်မနိုင်ငံအစိုးရနေပြီးတော့တံပြန်ထုတ်ပြန်ထားတာခုရှိပါတယ်စာလေးထုတ်ပြီးတော့ညင်းညင်းထားတာပေါ့နော်အဲ့စာလေးကျွန်မနည်းနည်းလေးဖတ်ပြပါမယ်စာလေးဒါလေးတော့ကြော်လိုက်မယ်နော်စစ်ကောင်စီထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်ကိုသူဖတ်ပြမှာဖြစ်တယ် နော်အဲ့တော့ဒီနေမှာပြောကျွန်တော်နိုင်ငံရဲ့အစိုးရပါတဲ့အရှိမကျွန်တော်မေးခဲ့တယ်လို့နော် ပြန်မေးချင်ပါတယ်အာနာလှုပ်ပြီးတော့ကိုယ့်ကိုအစိုးရဖြစ်လို့អော်လိုက်တာ ਨੇ နိုင်ငံရဲ့အစိုးရဖြစ်သွားပါသလားနော်နောက်ဆုံးကိုယ့်ကိုထောက်ခံပါတယ်ဆိုတဲ့တရုတ်နဲ့ရုရှားတောင်မြန်မာပြည်ရဲ့တရားဝင်အစိုးရဟာမင်းအောင်နိုင်ခေါင်းဆောင်နဲ့စစ်ကောင်စီတို့တတ်မှတ်ပေးတာကိုခံခဲ့ရဘူးလားဟုတ်တယ်နော်အဲ့ဒါကိုကြည်ချင်းအဖြစ်ဒီအာနာသိမ်းထားတဲ့စစ်ကောင်စီကမြန်မာပြည်ရဲ့အစိုးရဟုတ်လားမဟုတ်လားဆိုတာကိုလူမှန်အကုန်သိပါလိမ့်မယ်နော် အဲ့နည်းနည်းကြော်လိုက်မယ်အတိုင်းဖြစ်လာနိုင်ခြေရှိလားမရှိလားဆိုတာလေးကျွန်မသုံးသပ်ပေးခြင်းနဲ့နံပါတ်၁ကတော့ဒီကိစ္စရဲ့အကြောင်းပေါ့နော်ကျွန်တော်နိုင်ငံအနာဆက်ကအစိုးရဆိုရင်နိုင်ငံတကာဖိအားတွေများလာနိုင်နေရှင့်နံပါတ်၁ကနိုင်ငံတော်စီးပွားရေးတိုးတက်ဖို့အတွက်လှုပ်ဆောင်ရမယ့်လှုပ်ဆောင်ချက်တွေစီမံကိန်းတွေရပ်တန့်လာတယ်မဝင်လာတော့တာတွေဖြစ်လာနေတဲ့ရှင့်နံပါတ်3ကကြတော့နိုင်ငံတကာကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုတွေမှာဆိုရင်မြန်မာထုတ်ကုန်တွေကိုတည်ယူပို့ဆောင်တဲ့အခါမှာကန့်သတ်ခံရတာတွေဈေးကွက်အရဖိချင်ခံရတဲ့ကိစ္စမျိုးတွေဖြစ်လာနေပါရဲ့ရှင့် နံပါတ်၄ကတော့နိုင်ငံကိုဝင်ရောက်လာမယ်နိုင်ငံခြားရှင်းလင်းမြုပ်နှံမှုတွေရောက်မလာတော့တာမြန်မာနိုင်ငံထဲမှာရှိနေရှင်းလင်းမြုပ်နှံမှုတွေထွက်သွားတာမျိုးတွေဒါတွေကအဆိုးအဝါဆုံးဖြစ်နိုင်တဲ့ကိစ္စတွေဖြစ်ပါရဲ့ရှင့်ဒီကိစ္စရဲ့လေမှာမိဘပြည်သူတို့တပိထားမိတာတခုရှိလားဒီအပိုင်းဖြစ်သွားတဲ့ကိစ္စနဲ့ဆက်ဆက်နေရဲ့ရှင့်ဒီအပိုင်းရန်ကုန်မှာဆိုရင်လောက်သမားပြေပေါ်တော့စက်ရုံနဲ့လောက်ရုံမှာဆန္ဒပြမှုတွေဇတိုက်ဖြစ်ပေါ်နေရဲ့ရှင့်ကျွန်မတို့တည်လာဆိုဇနပြမှုက၃လခုလောက်ရှိနေပြီအစင်ပြေသွားရတယ်ရှိရလက်ရှိအစင်မပြေသေးရတယ်ရှိရပေါ့နော်တိောက်အိုင်ရလို့ကကျွန်မတို့ကိုရန်ကုန်မှာ ဆန္ဒပြတဲ့ဟာနဲ့ဒီကနှစ်ခုကအရင်ကဟာတိုက်ဆိုင်နေတာပေါ့ဟုတ်လားမေယုံကြည့်လောက်သမားကြီးရာနဲ့ပတ်သက်ပြီးတော့ဘောနော်ဒီလိုမျိုးပုံမှန်ရအရေးယူတဲ့ကိစ္စနဲ့ပြည်တွင်းထဲမှာအလုပ်သမားတွေဆန္ဒပြတဲ့ကိစ္စဟာဆိုရင်တိုက်ဆိုင်မှုတော့မဟုတ်ဘူးရှင့်တိုက်ဆိုင်စွာဖြစ်နေမှာမဟုတ်ဘူးနိုင်ငံရေးမှာတိုက်ဆိုင်နေစွာမရှိဘူးအရာအလုံးကကြိုတင်စီမံထားတာပဲဒီတော့ဒီလိုအရာတွေဖြစ်လာပြီးဆိုမှတော့ကျမတို့စဉ်းစားရမယ့်အချက်ကအိုင်ယယ်လိုကနေပြီးတော့ကျမတို့ချမှတ်တဲ့ကိစ္စကြောင့်ဘောနော်ကျမတို့နိုင်ငံတွင်းမှာရှိနေတဲ့ရင်းနှီးမြှုပ်နှံသူတွေထွက်ခွာသွားတာဖြစ်နိုင်တယ် သူတို့ထွက်ခွာသွားတဲ့အခါမှာဆိုရင်အကြောင်းပြချက်ကနိုင်ငံတွေကအလုပ်သမားတွေစံနာပြတာများတဲ့အတွက်ငါတို့ထွက်သွားရပါတယ်ဆိုတဲ့အကြောင်းပြချက်ပေးသွားနိုင်တဲ့ရှင်အရာအလုံးကတိုက်ဆိုင်စွာဖြစ်ပေါ်နေတယ်ကျမတို့နိုင်ငံရဲ့စီးပွားရေးကိုဒီရွယ်ချက်ရှိရှိကိုဖျက်ဆီးခံရရလို့ဆိုတာသိကြပါတယ်ရှင်ဒီတော့နိုင်ငံသားရင်းနှီးမြှုပ်နှံမှုလေနိုင်ငံသားကုမ္ပဏီတွေစက်ရုံနဲ့ပြန်ထွက်သွားမယ်ဆိုဘာဖြစ်မလဲ ရှင်းပါတယ်လူသမားတွေလောက်ကင်ရှားပါမှုဖြစ်သွားပြီလေမြန်မာနိုင်ငံထဲမှာလာပြီးလှုပ်လှုပ်တဲ့နိုင်ငံသားတွေကပြန်ထွက်သွားတော့မြန်မာနိုင်ငံလူသမားတွေခေါ်သွားမှာလားဘယ်သူမှမခေါ်သွားအောင်ရှင့်အကုန်လုံးပြောင်းပြန်ထားခဲ့မှာဒါဆိုရင်လှုပ်လှက်နေဖြစ်ပြီးကြံခဲ့မှာကဘယ်သူတွေလဲရှင့်ဒါလေးကတော့စဉ်းစားသုံးသပ်မဲ့အချက်လေးပေါ့နော်ဒီတော့ကျမအနေနဲ့ဆက်လက်ပြောပြမယ်ဆိုအိုင်အန်လိုရဲ့ဆုံးဖြတ်ချက်ကြောင့်မြန်မာနိုင်ငံပြည်သူတွေဘယ်လိုတည်ရောက်မှုဖြစ်လာနိုင်လဲဆိုတာကိုကျမပြောပြမယ် ီချက်ကိုပြောရမယ်ဆိုတော့အစိုးရဘာဖြစ်ဘာဖြစ်သွားနိုင်လဲဆိုတော့ပြန်ဖတ်ရမယ်ရှင်။ဘာကြောင့်လဲဆိုတော့အစိုးရနဲ့ပြည်သူတွေကမြန်မာနိုင်ငံထဲမှာတနိုင်ငံထဲမှာအတူနေနေကြတာ။အစိုးရလုပ်ငန်းစဉ်တိုင်းကပြည်သူကိုတတ်ရောက်ပေးရှင်။ဒီတော့အစိုးရဘာခက်ခဲသွားလဲပေါ့မူတည်ပြီးတော့ပြည်သူကဘာခက်ခဲလာမှာလဲဆိုတော့ပဲပြန်ပြီးသုံးသပ်ရမှာ။ဒါကျွန်မခုနပြောပြတဲ့၄ချက်နော်ဟုတ်တယ်နော်အဲ့၄ချက်ပဲပြန်ဖတ်ပြရမယ်နော်။နံပါတ်၁ကတော့နိုင်ငံတော်အစိုးရကနိုင်ငံသားဖိအားတွေများလာမယ်။ ိုင်ငံတကာပြည်အများလာတဲ့အမြပြည်သူမှလည်းဒုက္ခရောက်တာရှိလာရဲ့ရှင်ပိတ်ဆို့မှုတွေပေါ့နော်ပြီးတော့ပြည်သူကလည်းအစိုးရခက်ခဲတယ်ဆိုတော့ပြောနေလို့မရဘူးအစိုးရခက်ခဲတယ်ပြည်သူခက်ခဲတယ်အတူတူပဲရှင်နော်အဲ့ဒီတစ်ချက်ရှိတယ်ပြီးတော့နောက်တစ်ခုကကျတော့ဒီစီးပွားရေးတိုးတက်ဖို့အတွက်ကိုနီအိုစီမံကိန်းတွေပေါ့ရှင်နိုင်ငံတကာနဲ့ပူးပေါင်းလုပ်တဲ့စီမံကိန်းတွေဆက်သက်ပြဓာတ်တွေကိုရပ်တန့်သွားတာမလုပ်တော့တာဆိုရင်မဖြစ်နဲ့ကျွန်တော်နိုင်ငံတိုးတက်မှုပဲဖွံ့ဖြိုးမှုနောက်ကျတာပေါ့ရှင်အခုဆိုရင်စီမံကိန်းတွေလုပ်ဖို့အတွက်ရှိရဲဒီစီမံကိန်းတွေမလုပ်တော့ဘူးဆိုရင်မလုပ်တော့ဘူးဆိုခဲ့တယ်ရှိတော့ဗောနော အဲ့ဒါဆိုရင်ဒီစီမံကိန်းတွေမှာလောလောမှာကြည့်သူရဲ့လုံမရတော့ဘောရှင်းရှင်းပါတယ်ရှင်းပါတယ်เนาะပြည်သူနဲ့ဆိုရကြူပဲဒီမှာပြောချင်တာပြီးတော့နိုင်ငံတကာကုံတွေရေးတွေရင်းနှီးလုပ်နိုင်မှုတွေမှာမြန်မာထုတ်ပုံတွေနိုင်ငံတကာကိုတွင်းတဲ့အခါပို့တဲ့အခါမှာအခက်အခဲရှိလာမယ်ဆိုရင်မြန်မာနိုင်ငံစီးပွားရေးသမားတွေပဲခက်ခဲဖြစ်တာဘောရှင်းမြန်မာနိုင်ငံ MSMB အသေးစားလုပ်ငန်းရှင်တွေပဲတစ်ခေါက်တာဘောရှင်းရှင်းရှင်းလေးဟုတ်တော့เนาะအဲ့ပြည်သူနဲ့အစိုးရကအတူတူပဲဆိုတဲ့စကားကိုတအားပြောပြီးတအားအစိုးရဖြစ်ရှင်နေတယ်သူတို့မှာ တရားဝင်အစိုးရဖြစ်ဖို့အတွက်ဘယ်သူမှမတတ်မှတ်တဲ့အတွက်ရအောင်လုပ်နေတာအဲ့တော့ပြည်သူနဲ့အစိုးရကအတူတူပဲဆိုလို့ရှိရင်လက်ရှိ2021ຫນွေဦးတော်လှန်ရေးပေါ်လာစရာအကြောင်းမရှိဘူးလीဟုတ်တယ်မလားရန်ပြည်သူနဲ့ရန်ဖြစ်နေတဲ့လက်နက်ကိုင်အဖွဲ့ဖြစ်နေလို့2021ຫນွေဦးတော်လှန်ရေးဆိုတာပေါ်လာတာပြည်သူနဲ့အစိုးရအတူတူဖြစ်နေရင်ဟိုက်နိုင်ငံမှာတော်လှန်ရေးဆိုတာပေါ်လာစရာအကြောင်းမရှိဘူးအရာအလုံးကဆက်ဆက်နေပြီးသားနော်လက်ရှိစီးပွားရေးလုပ်ငန်းရှင်တွေ ပိတ်ဆို့ခံထိမယ်ဆိုတော့လက်ရှိမြန်မာပြည်မှာချမ်းသာကြွယ်ဝနေတဲ့အထက်တန်းစားစီးပွားရေးလုပ်ငန်းရှင်တွေဟာတာမန်ပြည်သူတဲ့ဒီစစ်ဘုံချုပ်အတိုင်းအဝိုင်းဘယ်ဟာကများလဲမင်းအွန်လိုင်းအာနာတိန်လာမှအောင်ပြည့်စုံမင်းအွန်လိုင်းတာပိုင်တဲ့ကုမ္ပဏီဘယ်နှခုထတ်တိုးတယ်လုပ်ငန်းကန်ထရိုက်ဘယ်နေရာထက်ရလဲနော်အဲ့တော့နိုင်ငံကပိတ်ဆို့လိုက်ဆိုအခုတဘောရင်နံနဲ့တဘာတန်ငွေရင်နံတဘာဝတန်ငွေကရတဲ့အကျိုးအမြတ်က တည်သူခံစားရတာနဲ့အဲ့ဒီစစ်ဘိုလ်ချုပ်အတိုင်းဝိုင်းနဲ့ခရိုနီကုမ္ပဏီခံစားရတာဘယ်ဟာများလဲအစတထောင်တစပြည်သူမခံစားရဘူးကြံတဲ့996စားကသူတို့စစ်ဘိုလ်ချုပ်တွေနဲ့စစ်ဘိုလ်ချုပ်အတိုင်းဝိုင်းခံစားရတာအဲ့တော့ဒီရင်နံနဲ့တဘာတန်းဝိတ်ကို IRO ကပိတ်ဆို့ထားတဲ့အတွက်ရင်နံတဘာတန်းဝိတ်အဓိကပြစ်မှတ်ထားပြီးတော့ကဲနိုင်ငံဝင်ငွေလမ်းကြောင်းပိတ်လိုက်တယ်တာမန်ပြည်သူထိတာကတစထိမယ်ဆိုရင်အဲ့ဒီစစ်ဘိုလ်ချုပ်နဲ့ခရိုနီတွေထိမှာက996စားထိမှာ နော်အဲ့ဒါပဲအလေးချက်ကကြတော့ကိုဆိုရဲနိုင်ငံနိုင်ငံတွေနိုင်ငံเจ้าကိုဝင်လာမဲ့ဂျင်းနီလုပ်နိုင်မှုတွေမရှိတော့ဘူးဒီကဂျင်းနီလုပ်နိုင်မှုတွေပြန်ထွက်သွားမယ်ဆိုရင်အလုံးလက်မဲ့အကုန်လုံးဖြစ်ကုန်ကြတာပေါ့ရှင်အစိုးရအလုံးလက်မဲ့အကုန်လုံးဖြစ်ကုန်ကြတယ်ဆိုတော့အခုလက်ရှိကောမင်းအောင်လိုက်အာနာစသိန်းတဲ့ကမြန်မာပြည်မှာအလုံးအကင်အခွင့်အလန်းတွေရှိကြရဲ့လားရှိလားမရှိလားတော့မသိဘူးတနေ့တနေ့ဖိုင်းကိုခိုးဝင်လို့ဖမ်းခံထိတဲ့လူဦးရေတွေရရှိတယ်ဒီတွင်မှာ နော် တင်းတင်းလျှောက်ပတ်တဲ့လောက်ခနှုံးနဲ့အလုံးကန်အခွင့်လန်းရှိနေမယ်ဆိုရင်အဲ့ဒီပြည်သူတွေကစောက်ထွက်ရှည်ပြီးဘယ်တိုင်းဒီမှာခိုးမဝင်ဘူးနေလို့မရစားလို့မရလောက်ကန်လို့မရလို့ထွက်ပြေးကြရတာလေအဲ့တော့ဒီအပြင်ထပ်ပြီးပြက်เสียဘာရှိသေးတဲ့ဒီတိုင်းပြည် အတွက်ဟုတ်တယ်နော်အဲ့တော့ပြဒနာကဘာလဲဒီကောင်အာနာသိမ့်ပြီးတိုင်းပြည်ကိုတက်အောင်ရှုံနေလို့ဒီပြဒနာဖြစ်တာရှင်းရှင်းလေးအိုင်အိုကချမှတ်တဲ့အမိတ်ဒီ မြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအားလုံးအပေါ်ကိုတက်ရအောင်လုပ်တာမဟုတ်ဘူးမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအပေါ်ချမှတ်တဲ့အရေးယူမှုမဟုတ်ဘူးလက်ရှိစစ်အာဏာသိမ်းတဲ့စစ်ခေါင်းဆောင်တွေကိုအရေးယူတဲ့ဥပဒေဖြစ်တယ်အဲ့တော့ဒီကောင်တွေအခုချက်စင်းလိုက်အခုဒီတိုင်းပြည်ရဲ့တာယာအောင်မယ်ဖွင့်ပြူထားမယ်နိုင်ငံခြားကြီးတွေမှထက်ရောက်လာမယ်ရှင်းရှင်းလေးဒီကောင်တွေရှိနေတွေ့ဟိတ်တိုင်းပြည်စုပ်ပြတ်မယ်ဆိုတော့တဘောပဲရှင်းရှင်းလေးပြည်သူကိုကာပါလာမလို့နဲ့ပြည်သူနဲ့ဘာမှမဆိုင်ဘူးအဲ့ဒီပြည်သူကပိုတော်ကြိုက်သေးတယ်တိလား အခုလည်းအလုတ်တိုင်မရှိဘူးအရေးယူလိုက်လို့အလုံးဝမရှိဘူးပြည်သူကထပ်ပြီးတော့ဒုက္ခကိုပို့ပြီးတော့ထိခိုက်သွားတာဆိုတာမရှိတော့ဘူးအတူတူပဲ IO ကအရေးမယူလဲပြည်သူကဒီထုတ်ကပဲခံစားနေရတာ IO ကအရေးယူလိုက်တဲ့ပြည်သူကဒီထုတ်ကပဲခံစားနေရတာဒုက္ခခံစားရတာပြည်သူမဟုတ်ဘူးအဲ့တော့ IO ကအရေးယူလိုက်လို့တကယ်ထိမှတည်မင်းတို့စစ်ဘိုလ်ချုပ်တွေနဲ့စစ်ဘိုလ်ချုပ်အတိုင်းဝန်ခရိုနီတွေပဲထိမှမှားလားအဲ့ဒီစကားကိုမှားရဆိုလာခဲ့ငါနဲ့လာပြီးတော့ဒီဘိတ် ပြောမယ်လာခဲ့လား ပြည်သူကခတ်ကုန်ရတာပေါ့ရှင်ဒီတော့ NUG ရဲ့လုံဆောင်ချက်ဖာချင်းဖာချန်နဲ့တွေ့လားဖာကျင်းဖာကျန်နဲ့ဖာကြရဆိုတာအဲ့ဒါကိုပြောတာမတိလို့ရှိရင်ပြည်သူတွေကပဲဒုက္ခရောက်ပြီးငတ်ပြတ်တော့မနိုင်ပြည်သူကိုအရှိအအခုချိန်မှနင်တို့ကပြည်သူပြည်သူဖြစ်နေတယ်ဟမ်ဒီကပင်းမအောင်ကခုနက congratulation လုပ်တဲ့သူတွေအခုပြန်ပြီးတော့သတင်းအားလုံးအဆဆုံးနားထောင်ကြည့်လိုက်တဲ့ခါကျတော့ congratulation လုပ်နိုင်သေးလားရှင်လုပ်နိုင်တယ်လုပ်နိုင်တယ်စဲကပြန်ထပ်လုပ်နိုင်တယ်တိလားအဲ့ဒီ IO ထပ်ပြီးတော့တင်းထန်တဲ့ပိတ်ဆို့မှုထပ်ပြီး ဘာဖြစ်လို့လဲကဘာကပိတ်ဆို့တာပြည်သူကိုပိတ်ဆို့တာမဟုတ်ဘူးနစ်လင်တွေကိုပိတ်ဆို့တာအဲ့တော့နစ်လင်လေးဟိတ်တိုင်းကြီးမှာတက်ပြီးတော့လူဘဝနေတဲ့မြတ်ကဘာကြီးကပိတ်ဆို့ဒဏ်ခတ်မယ်လုံးမယ်အေးအဲ့ဒါဆိုရင်ဒီတိုင်းပြည်ပေါ်ကိုအဲ့ဒီပိတ်ဆို့မှုတွေဒဏ်ခတ်မှုတွေရရင်လွတ်မြောက်ပြီးတော့တာယာခြင်းစေခြင်းနဲ့ဝါဖျောစေခြင်းနဲ့ဆိုရင်နစ်လင်တွေကိုအာဏာပြန်အပ်ခိုင်းလိုက်အဲ့ဒါရှင်းနေတယ်တလုံးတည်းပဲအများကြီးပြောစရာမလိုဘူးတိလာကိုယ်ရဲ့ဂျူရှင်တော့မဟုတ်ထတ်လုပ်လိုက်အောင်မယ်တိလာအိုးစီဘုံမောင်းနဲ့ထတ်တီးလိုက်အောင်မယ်တိလာပြည်သူကိုဂျင်းမထက်နဲ့မရတော့ဘူး အရင်ခေတ်ကလို့ဘာဖြစ်လဲစီးပွားရေးပိတ်ဆို့ဒုမမှုဆိုပြီးတော့ PFU ဟာနိုင်ငံကရင်းနှီးမြှုပ်နှံမှုတွေပိတ်ခိုင်းတာအောင်ဒီလိုမှုမှုစုရလို့ဘာလို့ညာလို့ဟုတ်လားအဲအခုလည်းတရားမှုမရှိဘူးလို့အဲနေ့ဖေဒီကပြောထားတယ်မလားတရားမရှိနေစိတ်ချလာလိုက်မယ်တို့လုံဆောင်ချက်ကောင်းတယ်လို့ထင်လားရှင်ထင်တယ်ထင်တယ်ထင်တယ်တို့လုံဆောင်ချက်ကောင်းတယ်လို့ထင်တယ်ဒါအကောင်းတယ်ဒီလိုမျိုးရဖို့အတွက်တောင်းဆိုပေးနိုင်တဲ့ NUG တာဝန်ရှိတဲ့ပြည်ကိုယေရှုတင်တယ် တော့မိဘတွေကိုကိုယ်တိုင်အဖြေထုတ်အောင်မကိစ္စပါဘူး။ကျမကတော့ပပောင်းဆောင်ရှုတော်ကောင်းဆိုတာကိုပြပြပေးပြီးပြီ။ပြဿနာတစ်ခုလုံးချပြပြီးပြီးမိဘတွေကိုများစဉ်းစားကြည့်ပါ။ဒါနဲ့ဒီကိစ္စကစဉ်းစားရုံနဲ့ပြီးသွားမယ့်ကိစ္စမဟုတ်ဘူး။အခုနိုင်ငံတော်ကတော့ဒီကိစ္စပေါ်မှာစီမံကိန်းတော်ကိုသူလည်းစူးစမ်းတယ်ပေါ့နော်။ဒါပေမဲ့ဒါကလက်ခုံးထုတ်စရာကိစ္စရှင့်။ကြောက်နေပြီလား။မကြောက်ပါနဲ့။အခုမှပူအောင်တည်းကဘောင်းမချွတ်အောင်ပဲရှိသေးတယ်။ဘာမှမလုပ်ရသေးဘူး။တိတာ။ကြောက်နေပြီလား။မကြောက်နဲ့။ထက်လာအောင်မယ်။နောက်ထပ်တောင်းဆိုထားတဲ့ no price ဆုံးလို့ဘာလို့မဖြစ်လာဘူးပြောလို့မရဘူး။ တိလာနော်အဲ no prime zone လို့အဲပြီးလို့ရှိရင်နိုင်ငံကာတက်တွေဝင်လာပြီးတော့မင်းအောင်နိုင်အပါဝင်ဟမ်ဂရာဗီယိုဝင်စော်သလိုဂရာဗီနောက်ဆုံးအချိန်ဘလို့ပုံစံသိချင်းဆုံးနဲ့ပြေသွားတာတွေ့တယ်မလားအေးအဲ့ဒီပုံစံမျိုးတွေလာအောင်မယ်မလာဘူးလို့ပြောလို့မရဘူးနော်အဲ့ဒီအချိန်ရောက်လာရင်ဘလို့လုပ်မလဲနိုင်ငံတော်ကဘလို့ဆောင်နိုင်ခဲ့ဦးဆိုရင်မိဘပြည်တွေအလုံးနဲ့မဲ့ဖြစ်လာမှာနော်ရန်ကုန်လို့ပါလို့ပိုသိတာလည်းမယ်စောင့်နေလို့ရုံတွေထွက်သွားမယ်စဉ်းစားကြည့်မျက်စိရမှာတစ်ခေတ်တစ်ရေးရေးမြင်ကြည့် လုံလက်မဲ့တွေဖြစ်လာမယ်ဆိုရင်ဒီလူတွေကကိုယ်ဝမ်းပူစာမနေတာဒီတိုင်းထိုင်နေမယ်ထင်လားခိုးဆိုးလူနိုင်လောက်တော့မှာမိဘပြည်စိုးအိမ်တကားဝကိုလာကမိတကားထောက်တော့မှာခိုးဆိုးလူနိုင်လောက်တာတော့ဘီသူကတော့နော်လောက်လားမလောက်လားတော့ပြောမတတ်ဘူးလောလောဆယ်ခိုးဆိုးလူနိုင်လောက်နံတော့အာနာသိန်းထားတဲ့နေတို့ရဲ့မုတ်ဆိုးမှစစ်တာပဲလောက်နေတာရွာတရွာကိုစစ်ကြောင်းထိုးဝိုင်းရင်ပိတ်ထားတဲ့အိမ်အကုန်ရိုက်ဖွင့်ရှိတဲ့ဟာအကုန်ယူပြီးမီးရှို့ပြစ်လောက်နေတာနော်အဲ့တော့အလုတ်အကင်လည်းအခုချိန်မှမရှိဘူးခိုးဆိုးလူနိုင်တဲ့ခန်းနေရတယ်နော် အဲ့တော့ဒီပြင်ထပ်ပြီးပြည်သူကဒေါသရောက်စရာအကြောင်းမရှိဘူးကြောက်လန့်ပြီးတော့ပြည်သူတအားမကာနဲ့မရတော့ဘူးเนาะခစ်ကုံသွားပြီအဲ့ဒီခစ်ကိုကုံသွားပြီတိလာเนาะသူ့ဗီဒီယိုဖိုင်ုံတော့ PSD စံနာပြောင်ဒါဆိုရင်သဘောပေါက်မယ်ဘောမတွေဘယ်လောက်ထိလောင်နေလဲဆိုတာခွေးတကောင်လမ်းလက်ကောင်မှအိတ်နေရင်အမီးကိုခြေဖောင်းနဲ့ကြိတ်ပြီးတွားတက်နေလိုက်ကြည့်ဘာဖြစ်လဲဆိုတာအေးလက်ချီစစ်တပ်ထောက်ခံတဲ့ကောင်တွေခံစားနေရတာအဲ့ဒီပုံစံတပုံစံနဲ့ခွေးအမီးနင်းခံရတယ်လို့ပဲတိလာအဲ့တော့လက်ရှိเนาะဒီ အဲ့ဝတ်ချမှတ်လိုက်တယ်အတကယ်တည်းဒီ3ကဘယ်လောက်ထိတက်ရောက်မှုရှိတယ်ဆိုတော့တို့တို့ကိုယ်တိုင်ကောင်းကောင်းသိတယ်အခုဆိုရင်ကြက်ဖုတ်ကစားလှုပ်လှုပ်လှုပ်ဖြစ်လာပြီရှင်းရှင်းလေးလေးတိုင်းပြည်ကိုကြက်တဲမဲ့ဆင်းရဲမဲ့နေတို့အခုပြောတယ်ဒီဟာပိတ်ဆိုရင်တို့ဖြစ်လာမှာဆိုရှင်းရှင်းလေးအဲ့ဒါဆိုရင်အဲ့လိုအဖြစ်မခံကျင်ဘူးနေတို့ဒီပီတူပေါ်ကိုတကယ်စေတနာရှိတယ်ဆိုရင်ဒီဟာတွေပိတ်ဆို့ခံထိတဲ့အဓိကလက်တဲ့တရားခံပြီးအာနာတိန်ထားတဲ့မင်းအောင်နိုင်ကောင်းကောင်းနဲ့စစ်ကောင်စီကြောက်ဟဲ့နေတို့ကြောက်ငါတို့ကိုပိတ်ခံထိပြီးကဘာနေတို့မနေနဲ့ဖယ်လို့ပြောပေါ့ရှင်းနေတဲ့ဟာကြီးကိုဟမ်ရှင်းရှင်းလေးပဲ ဟုတ်တယ်မလားပြည်သူကြောင့်ဖြစ်တာမဟုတ်ဘူးလေနော်အဲ့တော့ဘောမတွေကိုအကြံပေးလိုက်တာပါတကယ်တိုင်းပြည်နဲ့ပြည်သူကိုချစ်လို့ရှိရင်တိုင်းပြည်နဲ့ပြည်သူကိုထိခိုက်မှာစိုးလို့ရှိရင် အများကြီးမလုံနဲ့မင်းအောင်လှိုင်နဲ့စစ်ကောင်းဆောင်တွေအာဏာသိမ်းတဲ့ကောင်တွေကိုကိုပစ်ကိုခံခိုင်းလိုက်စစ်တပ်ကိုစစ်တမ်းလျှပ်ပြန်ခိုင်းလိုက်အဲ့ဒါဆိုရင်ဒီတိုင်းပြည်တိုးမတက်ငတ်လှပင်းဒါနဲ့လာဖြတ်လိုက်နော်ရှင်းတယ်အဲ့တော့နင်တို့မှတကယ်တိုင်းပြည်နဲ့ပြည်သူတို့ဆေဒနာဖြူစင်ခဲ့ရင်ပေါ့နော် စေတနာမဖြူစင်ဘဲနဲ့နင်တို့အာနာလိုချင်တယ်နော်အာနာယူပြီးတော့နေရတနေရလိုချင်တဲ့အောက်တန်းစားစိတ်ဓာတ်တွေရှိရင်တော့ကြိုက်သလိုဩပါငါကိုနေ့ကပြောသလိုပဲလမ်းလေကောင်အိတ်နေတဲ့ခွေးကိုအမီးနင်းခံရတဲ့ထပ်ဖြစ်သွားတဲ့ပုံစံအတိုင်းဒူးနေလို့တတိပေးတာတိလားစိတ်မကောင်း